ကမ္ဘာတူရင်းနဲ့တွဲပြီးတော့အများကြီးလှုပ်ဆောင်ပေးနိုင်တယ်။ဆက်လက်ကြတဲ့အတူတန်းထောက်ပံ့သူလုပ်ပေးနိုင်တယ်။ဒီကြီးကကျွန်တော်ကတော့ကိုတော့ကြောက်နေဆောင်ပံ့မယ်ဆိုတော့ငါတားဟန်းနေတယ်။ကျွန်တော်စီကတော့တော့အပိလေး။အခုတော့ကျွန်တော်သူ့ဒီထက်နော်ဖားခဲ့တယ်ရောလူလေးတယောက်ဟတ်တော့အပိဖို့လို့လား။ဘာလို့လဲဆိုတော့သူကပိဆက်လက်ကြတဲ့ဆောင်ရွက်မှုတွေလုပ်ပါတယ်။ပိုပြီးထိရောက်တဲ့တော့ကျွန်တော်တော်လေးပတ်ဖို့မှုတွေလုပ်လာနိုင်တယ်။တော့ မယ်။နောက်စကားတွေတိုက်တွန်းစကားတွေပြီးတော့အများကြီးပြောကြပေးဖို့အတွက်ဒီလေးကိုဖိတ်ခေါ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါအခုလိုကျွန်တော်ဖိတ်ခေါ်ပေးတဲ့လေးလေးတဲ့ရဲကျေးဇူးတင်ပါတယ်အရင်ဦးဆုံး12 up ပေးတဲ့ဆရာတော်နှစ်ပါးနဲ့တော့ကောကိုနေဖုံးနဲ့အပါဝင်ပေါ့နော်တက်ရောက်လာကြတဲ့ကျွန်တော်တို့ရဲဘော်ရဲဘက်အားလုံးကိုကျွန်တော်အနေနဲ့ဥစွာဂါရဝပြုပါတယ်ကျွန်တော်ဒီနေ့ကမ်ပိန်းလေးကတော့မမျော်လင့်ဘဲနဲ့စခဲ့တာတင်းတင်းလေးလို့ထင်ထားတဲ့အရာခန့်နေကျွန်တော်တို့ရဲဘော်နက်ဆိုင်အတွက် ်ဆိုတော့ခေါင်းစဉ်အောက်မှာကျွန်တော်တို့အများကြီးလှုပ်ဖို့အတွက်ကျွန်တော်တို့ရည်ရွယ်ပြီးတော့တိန်းတပေါင်းဆိုတဲ့ခေါင်းစဉ်ဖြစ်ပေါ်လာတာပါအဲ့ဒီနေရာမှာကျွန်တော်တို့ရဲဘော်နက်ဆိုင်အတွက်ဆိုတဲ့ဇကားကိုပြောရတာတော့အားနာတယ်ဗျဒါကရဲဘော်နက်ဆိုင်အတွက်မဟုတ်ပါဘူးကျွန်တော်တို့အတွက်ကျွန်တော်တို့လှုပ်တာပါကျွန်တော်နိုင်ငံရေးလှုပ်တယ်ဆိုတာကကြီးကြီးကျယ်ကျယ်ရှောက်ပြောရင်တော့ငါတို့ကတော့ဘလောက်ပေးဆက်တယ်ငါတို့ကတော့ဘယ်နေရာလှုပ်တယ်ပြောလို့ရပေမဲ့တည်တည်ချာချာပြန်စဉ်းစားကြည့်လိုက်ရင်ကျွန်တော်နိုင်ငံရေးလှုပ်တယ်ဆိုတာကျွန်တော်တို့နိုင်ငံကောင်းဖို့လှုပ်တာကျွန်တော်တို့ဘဝကောင်းဖို့လှုပ်တာ အတူတူပဲသူများအတွက်ဆိုတဲ့အရာထက်ကိုယ်အတွက်ကိုလောက်တာကျွန်တော်ကတော့ဒီတိုင်းခံယူထားတယ်အဲ့တော့ငါတို့နိုင်ငံကောင်းမှငါတို့ဘဝတွေက လူစင်မီမှာငါတို့ဘဝတွေလူစင်မီမှာငါတို့တားသမီးတွေကို လူစင်မီစွာထားနိုင်မှာကျွန်တော်ဟိုတလောကနော်ရဲဘော်နှဆိုင်ထွက်လာတဲ့အချိန်မှာတော့ရဲဘော်တွေကိုသမီးတွေးဖို့နော်ဥချိုကိုကျွန်တော်တို့ဒီပကပတာဝန်ခံဥချိုကိုထောက်ပြနေလမ်းပြောတော့ဥချိုကကျွန်တော်ကိုပြန်ပြောတဲ့စကားလေးရှိတယ် ကိုစည်းတဲ့ဝက်သားကြီးတွေဝက်သားတွေဈေးကြီးတယ်ဗျာတဲ့တပိတ်တာကိုတုံးတောင်းဆိုတာတုံးတောင်းကြော်ဆိုတာကျွန်တော်တို့နိုင်ငံသားတွေဘဝစဉ်းစားကြည့်ရင်နာတယ်ကျွန်တော်အဲ့ဒီစကားတွေကြားတယ်ထမင်းဟင်းကောင်းချက်လို့ကြက်သားလေးချက်ရင်ဟင်းကောင်းတာပေါ့ဝက်သားကြီးလေးချက်ရင်ဟင်းကောင်းတာပေါ့ပြောရတာထိုင်းနိုင်ငံလာကြည့်ပါထိုင်းမှာအခြေခံအလုံတမားတယောက်တောင်မှကြက်သားဟင်းဝက်သားဟင်းငါးတက်တာမမားဆိုတာလူတန်းစစ်စားနိုင်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံသားတွေ အဲ့ဒီဟင်းကိုတော့လူတိုင်းစိတ်မစားနိုင်တဲ့ဘဝဒါဟာကျွန်တော်တို့နိုင်ငံဘလောက်နှိမ့်ညနေတယ်ဆိုတော့ပြရုပ်တွေပဲဒါပေမဲ့တချို့တလေဒီနေ့ဒီချိန်ထိနိုင်ငံရေးဆိုတာငါတို့နဲ့မဆိုင်ဘူးမင်းတို့လှုပ်နေကြတာပဲထောက်ဖို့တွေခိုးနေကြတာပဲ UNG ရဲ့ဘာဖြစ်တာအာတိုင်းနာလက်နက်ကိုင်တွေကဘလို့ PDF တွေကဘယ်၍ဘယ်ချမ်းတာဝေဖန်နေပြောတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ပြောချင်ပါတယ်ဝေဖန်မှာဝေဖန်တဲ့သူတွေအားလုံးကိုကျွန်တော်တို့လေးစားတယ်ဖိတ်ခေါ်တယ်ဝေဖန်မှုတွေရှိမှကျွန်တော်တို့တွေကတိုးတက်နိုင်မှာ ဒါပေမဲ့ဝေပန်တာနဲ့တိုက်ခိုက်တာကိုတော့ခွဲခြားတတ်ဖို့လိုတယ်တော်လန်ရင်တရက်ဆိုတာ NUG အစိုးရမှမဟုတ်ဘူးအစိုးရတရက်ရှိမှကျွန်တော်တို့ကိုလူလိုတူလိုနိုင်ငံတကာကလက်ခံပြီးဆက်ဆံမှာဒါကိုလူတိုင်းဖွဲ့တိုင်းသိဖို့လိုတယ်အဲ့ဒီနေရာမှာလက်ရှိချိန်မှာပြည်သူထောက်ခံမှုအများဆုံးရှိတဲ့ NUG ကျွန်တော် NUG ကိုမကြိုက်ဘူးလားကောင်းပြီ NUG နေရာမှာအစားထိုးမဲ့အဖွဲ့ရှိတာဒါဆိုရင်ဖယ်လိုက်ပါတီတူ NUG နဲ့ထပ်ပြီးတော့ပြည်သူထောက်ခံမှု များတယ် ်ပို့ပြီးတော့အန်ယူဂျီကပို့ကောင်းနိုင်မဲ့အဖွဲ့အစည်းအစားထိုးလိုက်ဘယ်အဖွဲ့ကိုအစားထိုးပေးပါတောင်းဆိုပိုင်ခွင့်ရှိတယ်လူတိုင်းအဖွဲ့အစည်းတိုင်းဒါပေမဲ့အစားထိုးဖို့မရှိဘူးလားမရှိဘူးဆိုရင်ကျွန်တော်တို့ကရှိပြီးသားအန်ယူဂျီကိုကျွန်တော်မွန်းမှန်ပဲပြုတ်ပြင်းရမယ်လိုအပ်ချက်တွေရှိမှာပဲတရားရာဂိုင်းလုံးကောင်းမွန်တဲ့အဖွဲ့အစည်းဘယ်လောကမှာမှမရှိဘူးเนาะအဲ့ဒီအတွက်လိုအပ်ချက်ရှိတဲ့အရာတွေကိုကျွန်တော်တို့ကအပြုတ်တော်ဆောင်ပြီးတော့မင်းတို့လုပ်တဲ့ဒီနေရာကတော့မှားတယ်ကွာ အမှန်ကတော့ဒီလိုလောက်ကနေဆိုတဲ့ဝေဖန်မှုမျိုးတွေကိုကျွန်တော်ကြိုဆိုရတယ်အခုလက်ရှိဝေဖန်နေကြတဲ့အများစုကဒီနေ့မှာကျွန်တော်အများစုဆိုတဲ့စကားလုံးပြောပါတယ်အများစုကတိုက်ခိုက်တာပုတ်ခတ်တာမင်းတို့အရှိရနေဖြောင်ဖြောင်မတော်ဘူးဆိုပြီးတော့လမ်းလျှောက်နေတဲ့သူကိုအနောက်ကနေခြေထိုးခံတာဒါဝေဖန်တာမဟုတ်ဘူးဒါတိုက်ခိုက်တာပုတ်ခတ်တာအရှိရသွားတဲ့လူတွေလည်းမကောင်းဘူးလုံနေတဲ့လူတွေတွေလည်းမကောင်းဘူးဒါကြောင့်မို့လို့ကျွန်တော်ဒီထောက်ဖို့တွေဆိုတဲ့ဒီလိုပဲအထောက်ဖို့တွေခိုးတယ်ဖွက်တယ်ကောင်းပြီ ထောက်ဖို့မှန်စောက်ပြအောင်နေပြမလားထောက်ဖို့မှန်မွဲပြအောင်နေပြမလားမဆိုင်ဘူးကျွန်တော်ကထောက်ဖို့တယောက်ကိုစီစစ်တဲ့နေရာမှာလဲဘယ်လိုစရင်စရင်ဝင်ဝင်ထွက်ဝင်ကိုဒီထောက်ဖို့အဖွဲ့ကြီးကတော့စီထုတ်ပြန်နေနော်ကင်တွေ့တဲ့ဒီဒီအပေါ်မှာစီစစ်ကမှာသူ့အတူ privacy သူ့ရဲ့ပုံကိုယ်နေထိုင်မှုကြိုက်တယ်လို့နေအဲ့ဒါကျွန်တော်တို့ပြောရမယ်အပိုင်းမဟုတ်ဘူးအခုတော့အဲ့လိုမျိုးထိရအောင်ပြောရမယ်အစားဝေဝါအောင်လို့အားလုံးကိုတိန်ကြုံပြီးပြောတဲ့အတွက် တကယ်လုံနေတဲ့အဖွဲ့အစည်းတွေလုံနေတဲ့ပုံကိုယ်တွေကစိတ်ဓာတ်တွေကြတယ်မလုံနိုင်ဘူးအဲ့တော့လူတယောက်လုံနေတဲ့အဖွဲ့အစည်းတစ်ခုလုံနေတယ်မလုံအောင်တိုက်ခိုက်လိုက်လို့အဲ့အဖွဲ့အစည်းတစ်ခုယော့သွားလို့တော်လန်ရင်းတွေအကျိုးရှိသွားမလားအကျိုးယုတ်သွားမလားကျုပ်ဒါတွေကိုကြည့်ဖို့လိုအပ်ပါတယ်အဲ့တော့အခုဒီမှာရဲဘော်နှစ်ဆိုင်သူ့ရဲ့အင်တာဗျူးမှာကျွန်တော်မေးတဲ့အချိန်မှာကျွန်တော်ဂျေဘတ်ထဲကမကောင်းအခုပြောအခုအင်တာတွေကရေကိုခတ်တော့လာတယ်သူကပေါ့ပေါ့လေးပြောလိုက်ပြင်မဲ့ ခင်ဗျားတို့ကျွန်တော်တို့ကြည်နေတဲ့လူတွေအားလုံးအိမ်သာရေမပြောနဲ့ရေအိုင်တွေကရေတောက်နိုင်တာမြေကြီးထဲမှာပေါ်နေတဲ့ရေအိုင်တွေကရေတောက်နိုင်လားအခုဒီမှာကြည်နေတဲ့လူတွေမတောက်နိုင်ဘူးပဲပြောလိုက်မယ်ဒါပေမဲ့ရဲဘော်နှစ်ဆိုင်မှမဟုတ်ဘူးရှေ့ထဲမှာအတက်ပေးတိုက်နေတဲ့ရဲဘော်တွေကအဲ့ဒီမြေကြီးရဲ့ရေတော်တောက်စရာမရှိလို့အငတ်ခံရတဲ့ဘဝတွေအများကြီးပါပဲမြေကြီးပါအဲ့ဒီလူတွေဟာသူတို့စီးပွားရေးအတွက်လားသူတို့ယာဒူးရဖို့လားသူတို့အာနာရဖို့လားသူတို့တိုင်းပြည်ကိုမောင်းမိုင်စီးဖို့လုပ်နေကြတာလား တခုမှမဟုတ်ဘူးဒီတိုင်းပြည်ဒီလူယုံမာတွေစိုးမိုးထားတဲ့အရာကနေပြန်လဲလွတ်မြောက်ဖို့လူကိုလူလိုအုပ်ချုပ်တဲ့စနစ်တစ်ခုရဖို့အတွက်သူတို့ရဲ့ဘဝတွေသူတို့ရဲ့အတက်တွေကိုခြနေပြီးတော့သူတို့တွေစတဲ့ပေးနေတာဒါကိုကျွန်တော်တို့ပြည်သူဖြစ်တဲ့လူကသူတို့ရဲ့လိုအပ်ချက်လေးဒီခဲရန်လက်နဲ့လေးလောက်မှထောင်းမပတ်နိုင်မဲနဲ့လက်သုံးချောင်းထောင်ပြီးတော့တော်လန်ခဲ့တဲ့ငါတို့ရဲ့တမိုင်းပယ်ထဲမှာတွားထားမှာကျွန်တော်တို့တော်လန်ရေးဆိုတာလက်သုံးချောင်းထောင်ုံနဲ့ပြီးမှာမဟုတ်ဘူးเนาะ တထောင်တန်တဲ့ပစ္စည်းကိုเนาะဒါဟိုညီလေးမိုက်ခဲပြောတဲ့စကားပါတထောင်တန်တဲ့ပစ္စည်းကိုကျွန်တော်တို့တရားနဲ့ပေးပြီးတော့တော့ယူလို့မရဘူးတော်လန်ရေးဆိုတာပိစက်မှုတွေများတယ်ဆုံးရှုံးမှုတွေများတယ်အခက်မတင်တိုင်းပြည်အောင်ဖြစ်နိုင်တဲ့အနေအထားတိရှိတယ်ဒါကိုလူတိုင်းနဲ့သိတယ်အဲ့တော့အဲ့လိုအနေအထားမှာလက်သုံးချောင်းပြောင်ထောင်ဆန္ဒပြယုံလောက်နဲ့ဒီတော်လန်ရေးကိုမအောင်သေးဘူးလားမင်းနေမဆိုရင်တော့ကျွန်တော်တို့တော်လန်ရေးကဒီတက်တက်မဟုတ်ဘူးနောက်ထပ်ဆယ်တက်လည်းအောင်မှာမဟုတ်ပါဘူးအဲ့တော့ရှေ့တန်းမှာအခုတိုက်ပွဲဝင်မဲ့လူ တယောက်ကိုတနတ်တလက်တောင်ကျွန်တော်တို့ပြည်သူမစင်ပေးနိုင်သေးဘူးအဲ့တော့ပြည်သူတွေဘက်ကကြည့်မယ်ဆိုရင်ရောပြည်သူတွေကတော့မလုပ်ဘူးလားလုပ်တယ်ဒါပေမဲ့လုပ်တဲ့လောက်ဘာဖြစ်လို့မထိရောက်လာကျွန်တော်တို့တွေညီညွတ်မှုမရှိလို့စီးလုံးမှုမရှိလို့ကျွန်တော်တို့တွေညီညွတ်မှုစီးလုံးမှုကိုအများကြီးတိဆောက်ကောင်းမယ်ငါဘွဲ့တူဘွဲ့เนาะအောက်မှာတန်ရင်တက်ဘွဲ့ဆိုလဲငါဘက်တစိတ်တူဘက်တစိတ်ထောက်ဖို့တွေဆိုရင်လဲငါဘွဲ့တူဘွဲ့မဟုတ်ပါဘူးကျွန်တော်ဒီတော်လိုင်းရင်းမှာငါပိုင်တဲ့အရာဆိုတာဘာမှရှိမှာမဟုတ်ဘူး ဘယ်ချိန်ဖမ်းခံမှန်းမသိဘယ်ချိန်တတ်ခံမှန်းမသိဘယ်ချိန်သင်မှန်းမသိတဲ့ဆွတ်လွတ်တဲ့ဘဝတွေနဲ့လုံနေတာဖြစ်တဲ့အတွက်ဘာလို့ဖို့အဖွဲစည်းနာမည်လေးပုံကုတ်နာမည်လေးကျွန်တော်အစွဲထားကြမှာငါတို့အောင်ကြည်တဲ့စိတ်အောင်စိတ်တစ်ခုနဲ့ပဲလုံမယ်တယောက်ကမှားနေတယောက်ကဖေးမှမယ်တွဲကူမယ်နော်ဝင်းရံမယ်ပန့်ပိုးမယ်ဒီစိတ်တွေနဲ့တွားမှတာလေကျွန်တော်တို့အောင်မှာနော်ပြောတော့တော်နိုင်ရင်ဘက်ကပါပြီးရင်တော်နိုင်ရင်ဘက်ကလူတွေကိုပဲထိုင်ပြီးတော့ဖောင်းထုတ်နေမယ်ဆိုရင် ဒီလူကိုတော်လှန်ရေးဘက်ကလူတို့ကျွန်တော်ဘယ်လိုပြောမလဲဒါကြောင့်မလို့ပြည်သူတွေအနေနဲ့ကလည်းစုပေးဒံပေးစနစ်ကျင့်သုံးမှာကျွန်တော်တို့ကျွန်တော်တို့ထောက်ဖို့တွေအပါဝင်အောက်မှာရှိတဲ့ရဲဘော်တွေအစိုးရတာဝန်ရှိတဲ့လူတွေအားလုံးဟာကျွန်တော်တို့လုံးပါမယ်လုံးနေပါတယ်ကျွန်တော်တို့ကိုမကြိုက်ဘူးလားဖဲခြင်းလားဖဲပါဒါပေမဲ့ကျွန်တော်တို့ရဲ့ပိုလုံနိုင်တဲ့လူတို့အစားထိုးပေးပါကျွန်တော်တို့ကိုဖဲဖို့လည်းမရှိဘူးအစားထိုးဖို့လည်းမရှိဘူးကျွန်တော်တို့ကိုပဲလောက်ခိုင်းမယ်ဆိုရင်ကျွန်တော်တို့လုံတဲ့အရာတွေမှားရင်မှားတယ်ထောက်ပြနိုင်တဲ့ အပြစ်ပေးနိုင်တယ်အရေးယူနိုင်တယ်မှန်နေလို့ရှိရင်လည်းပြက်ပြက်တတဝင်းရပေးစေခြင်းနဲ့အခုလက်ရှိရဲဘော်နှစ်ဆိုင်ရဲဘော်နှစ်ဆိုင်လေးဟာဒါဟာတူဘဝကိုစွန့်စားပြီးတော့ကားဘော်ကလှိတ်ချလို့လွတ်လာလို့ကျွန်တော်တို့ကအခုလိုစကားဝိုင်းနေနဲ့အခုလိုကမ်ပိန်းနေနဲ့တော့တူအားလည်းလုံမယ်ဆိုတဲ့စကားလုံးတွေကိုကျွန်တော်တို့ပြည်သူကြားဝင်ရှိတယ်အကယ်၍တူတာမလွတ်လာဘူးတွားကယ်တဲ့အဖွဲ့ရတဲ့မကယ်နိုင်ဘူးဆိုရင်လူတယောက်ရဲ့အတက် တပန်းတရာတော်မနေနိုင်တဲ့လူတယောက်ကို223နှစ်ချထားတယ်ဆိုတော့ဒီလောက်မိုက်ရိုင်းတဲ့စစ်မိတ်စာကောင်ကြီးလက်ထဲမှာနဲဘော်ရဲဘော်နှစ်ဆိုင်ရအခုချိန်ထိခံစားနေရမှာပဲအဲ့တော့အခုတူလွတ်လာတယ်လွတ်လာပြီးတဲ့အချိန်မှာဒီလိုဒုက္ခတွေအိန္ဒာယေဆာတောက်လာပြီးတော့ဒုက္ခတွေခံစားလာတဲ့ဘုရားကိုတော်ပြီငါနိုင်ငံရင်းနဲ့မပတ်တတ်တော့ဘူးငါကင်းအောင်နေမယ်ငါဘုရားငါအေးအေးချမ်းချမ်းပဲစီးပွားလုပ်စားပြီးနေမယ်ဆိုတော့ဆုံးဖြတ်ချက်ကိုတူးမှချလို့ရတယ်ဒါပေမဲ့ဒီအရွယ်လေး အသက်30တောင်မပြည့်သေးတဲ့လူငယ်လေးတစ်ယောက်ကကိုကြီးတို့ပေးပါအမတို့ပေးပါကျွန်တော်လိုအပ်ပါတယ်လက်နဲ့တွေခဲရန်နေဒီကောင်တွေကိုကျွန်တော်ချပါမယ်ဆိုတဲ့စကားကိုပြောတာကျွန်တော်တို့မျက်နှာတောင်ကျွန်တော်တို့ပူတယ်ကျွန်တော်တို့ရှက်တယ်ကျွန်တော်တို့လုံနေတဲ့အလုပ်တွေဆိုတာဒီခလေးလောက်တောင်ကျွန်တော်တို့မစွန့်စားသေးဘူးမပေးဆက်သေးဘူးဒါကြောင့်မလို့ဒီပိန်းတောင်ကံပိန်းကိုတော့ကျွန်တော်တို့ရအောင်ရုံးကျင်တယ်ဒီသူတွေအနေနဲ့ဝင်းရံပါလို့ပြက်ပြက်တရတာကျွန်တော်ပြောချင်တယ်။ဘာဖြစ်လို့လဲ။ကျွန်တော်တို့ကိုကျိုးစီးပွားရှာတယ် ီထဲကနေကျွန်တော်တို့ရဲ့အကျိုးစီးပွားအတွက်အတုံးပြုတာရှိရင်ကြိုက်တဲ့အဖြစ်ပဲကြိုက်တဲ့အရေးယူပါအေးဒါပေမဲ့ကျွန်တော်တို့တွေမှန်မှန်ကန်ကန်စိတ်အင်းတိတိကျကျနဲ့လုံပြနိုင်တယ်ဆိုရင်တော့အားလုံးကိုပြည့်အောင်ဝန်းရံခိုင်းစေချင်တယ်ဘာဖြစ်လို့လဲဆိုတော့နှစ်ချက်ချက်ပါနံပါတ်1တစ်ချက်ဒီကလေးတွေရန်သူကိုကာဝယ်ဖို့အတွက်အထဲမှာဘာမှမရှိဘဲနဲ့ကျွန်တော်တို့အလုပ်လုပ်လို့မရပါဘူးအဲ့ဒီအတွက်လိုအပ်ချက်တွေကျွန်တော်တို့ဖြည့်ဆည်းခြင်းနဲ့နောက်တစ်ချက်ကရန်သူဖြစ်တဲ့ဒီအာနာယူမင်းအောင်နိုင်ကောင်းဆောင်တဲ့ ရာဇဝတ်ကောင်အကြမ်းဖက်ကောင်တွေဟာတိုင်းပြည်ကိုနှီးမြှုံးစုံနဲ့အာဏာကိုရယူဖို့ကြိုးစားနေတာတရားမဝင် အာဏာဒီသိမ်းသားနဲ့ရာဇဝတ်ကောင်ဘဝနေနိုင်ငံတကာကိုမျက်လက်ပြပြီးဒီအတုရောင်ရွေးကောက်ပွဲကနေတရားဝင်တဲ့ဘဝဖြစ်အောင်လုံးဝဖြစ်တဲ့အတွက်ကျွန်တော်တို့တွေရအောင်တားဆီးရမယ်ငါတို့ပြည်သူအားဘလောက်ရှိတယ်ငါတို့တွေဘလောက်လုံနိုင်တယ်တော်လန်ရေးဆိုတာငါတို့မနိုင်မရှင်းတွေးမအေးဘူးဆိုတော့ကျွန်တော်တို့ပြည်သူတွေရဲ့တက်သည့်စီးလုံးမှုညီညွတ်မှုကိုကျွန်တော်ပြဖို့လိုတယ် ဒါကြောင့်မလို့မျက်နှာပြနိုင်တဲ့သူတွေမျက်နှာပြပါမျက်နှာမပြနိုင်ဘဲနဲ့ပါဝင်နိုင်တဲ့သူတွေအခုကျွန်တော်တို့ဆိုရင်အားလုံးစိတ်အေးမှတ်ထားတယ်ဒီကမ်ပိန်းနဲ့ပတ်သက်လို့ဝင်လာတဲ့ငွေအားလုံးစိတ်အေးမှတ်တယ်ဒီနေရာမှာကိုယ့်ရဲ့ privacy ကိုကြောက်တယ်မလားကျွန်တော်တို့တော့ရော့ဒီနာမည်ထည့်ပေးပါကျွန်မတို့တော့ဒီနာမည်ထည့်ပေးပါတိုက်တယ်လို့ပေးလို့ရပါတယ်လာရောက်ပါဝင်တဲ့တဦးချင်းစီတိုင်းရဲ့ privacy ကိုကျွန်တော်တို့အထူးထိန်းသိမ်းထားပါတယ်ဒါကိုလည်းကြုံလို့ကျွန်တော်ပြောချင်တာပါဒါကြောင့်မလို့ နောက်မှပြောမယ်အဲ့ဒါလည်းရှိတဲ့အတွက်ကျွန်တော်ဒီညမှာဟိုစကားကိုအဆုံးတတ်ချင်တာပါနော်အဓိကပြောချင်တာကတော့ရှင်းမှာအသက်ပေးပြီးတိုက်နေတဲ့ရဲဘော်တွေရှိသလိုစူးစမ်းပြီးလုပ်နေတဲ့ဒီလိုပုံပုံတွေလည်းရှိတယ်အဲ့တော့ကျွန်တော်တို့မိမပြည်သူတရက်လုံးအနေနဲ့ကရန်သူလဲကြောက်သွားအောင်ကျွန်တော်တို့တော်လန်ရေးဆိုတာလည်းဘလောက်ထိအားကောင်းတယ်ဆိုတော့ပြပြီးသားဖြစ်အောင်နိုင်တဲ့နေရာကဒီတိတ်တောင်းကမ်ပိန်းမှာပါဝင်ပေးပါလို့အားလုံးကိုမေတ္တာရက်ခံရင်တိုက်တွန်းအပ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါ